ိတရဝါကိုပရာလောကသားတွေရဲ့ရုပ်ပြောင်းယူလွင်းလို့လည်းပြောကြတယ်။သူ့ရဲ့အသားကိုလည်းမစားကောင်းဘူးလို့လည်းရှေးလူကြီးတွေကပြောထားတယ်။ချာတချောင်းနဲ့ပါပြီးလူနဲ့စင်လူနဲ့တရိတ်စင်ဒိတရဝါကြီးကိုငေါလုံးပြောရင်တော်တော်များများသိကြမှာသိကြမှာပါ။အပြင်လောကမှာရောစာပေတွေထဲမှာပါမှတ်တမ်းတင်ရင်သိမခံရတာကြောင့်အမှန်တကယ်ရှိရလို့တော့ဘယ်သူမှထင်မှာမဟုတ်ပါဘူး။ဒီနေ့တော့ထူးဆန်းတဲ့ဒိတရဝါကြီးအကြောင်းကိုပြောပြပေးမယ်။ ။မောင်းကမြမသမိုင်းမှန်တမ်းတွေထဲမှာပါဝင်ပြီးဂျန်နာရေးဆက်စပ်ထိုးစပ်တဲ့လူလူတရဝါတစ်မျိုးပါ။မောင်းကိုနနာဘဝတွေကိုပြောင်းထားရလို့လည်းပြောကြတယ်။ငုံးလူလူကျက်လူလူတရဝါနဲ့တူပြီးခြောက်တစ်ချောင်းနဲ့ပါပြီးလူနဲ့လည်းစင်တူပါတယ်။တောထဲမှာငောင်းကိုဖမ်းမယ်ဆိုရင်ပိုက်တီကြုံဝင်နေနဲ့ဖမ်းလို့မရပါဘူး။အပြောဘက်ကိုခင်းပြီးထောင်ထားပြီးချော်လဲသွားတဲ့ခါကျမှပဲဒီငောင်းကိုဖမ်းလို့ရတာပါ။မောင်းကချော်တစ်ချောင်းထောက်ကလမ်းလျှောက်တက်ပြီးဥကောင်းနောက်စီနေရာမှာအောက်ချင်းကလိုအချွန်တက်ကြီးပါပါတယ်။ချော်တစ်ချောင်းနဲ့ရှိပေမဲ့အလွန်အပြည့်တန်ပါတယ်။ ဒါပေမဲ့ဒူးစစ်ကွေးလို့မရပဲအဲ့ရင်တင့်မြင်တွေကိုမှီပြီးအိတ်ဆက်တက်ပါတယ်။မောင်းနဲ့ပတ်သက်လို့အခိုင်အလုံဆုံးထောက်ထားကတော့ကုန်းမောင်မင်းဆက်ရှူတိုက်မှာထားရှိတဲ့ရွှေနန်းစင်လက်သုံးပရပိုက်ဖြူပဲဖြစ်ပါတယ်။ဒီစီးပရပိုက်မှာလူမြောက်ငရွှေမောင်၊ကင်နရာအသေးချောင်း၊ငကားကလုံးအသေးချောင်း၊ရေသူမငကားငါးကောင်ကျွန်းဖို့ကျွန်းမှပင်စသည့်အကြောင်းအရာတွေနဲ့အတူလူငေါင်းပုံတွေလည်းပါပါတယ်။ဘိုးတော်ဖရာလက်ထက်ကလည်းတောင်ကုန်မြို့မျက်စောညင်ဆောင်ဖရာကနေငေါင်းတကောင်ဖမ်းယူရရှိပူးပါတယ်။တောင်ကုန်မြို့မှာဆက်တာတဲ့ဒီငေါင်းမှာလက်နက်ဖက်၆တစ်ဖက်ပါပါတယ်။ လမ်းနှစ်ဖက်ကိုအတောင်များတဲ့ဖွယ်ဘေးသို့ဖြန့်ကားထားပါတယ်။မြို့သမီးမျက်နှာနဲ့ဆင်တူတဲ့မျက်နှာပုံစံရှိပါတယ်။ဆဗင်ဒိုဘီအတံမှာလည်းငှက်တံပဲဖြစ်ပါတယ်။မောင်းတရာဝါကခန္ဓာကိုယ်ပြားချက်ပြီးလက်နှစ်ဖက်လည်းပါပြီးတော့လက်မောင်းတွေကတံမာကြပါတယ်။အရက်က၅ပေတလက်မလောက်ပဲရှိပြီးဒူးစစ်မရှိပဲခြေတစ်ချောင်းနဲ့သာပါပါတယ်။ခြေဖွားကလည်းအနောက်ဖက်ကိုလှည့်နေပြီးခြေဖနှောင်းကအရှိတ်မှာရှိနေပါတယ်။မိကလည်းကောင်းနေပြီးနှစ်ခုက၆လက်မကျော်ကျပြီးပြောင်းပါတယ်။ကောင်းသောစိတ်မှာပေါချွန်းလိုပုံစံယူကြည့်တဲ့ပါပါတယ်။ တပင်တွေထူထပ်တဲ့ဒေါနတ်ကြီးတွေမှာနေထိုင်တက်ပြီးတပင်တပင်ကားတွေတပင်ကိုနှင်းနှင်းမြဲမြဲကူးနိုင်ပါတယ်။အပြေးမြန်လွန်းလို့ခွေးတွေတောင်လိုက်လို့မမိနိုင်ပါဘူး။ငေါင်းကလူနဲ့တူတဲ့သတ္တဝါဖြစ်လို့ဇမင်ကအလွန်ကောင်းပါတယ်။ငေါင်းရဲ့ဇမင်ကိုဆန်လူလုပ်မယ်ဆိုရင်ဇမင်တွေကောင်းတယ်လို့အယူရှိသူရှေးခေတ်မြန်မာမျိုးသမီးတွေကငေါင်းရဲ့ဇမင်ကိုဆန်လူလုပ်လို့ရှိပါတယ်။ ဖုံးမလင်းဗမော်ဝိုင်းမော်မိုးကောင်းမျိုးအနီးတဝိုက်ရွာတွေမှာငေါင်းကိုတွေ့ဘူးကြရလို့လဲဆိုပါတယ်။နောက်ဆုံးတွေ့ခဲ့တဲ့မှတ်တမ်းကတော့1955ခုနှစ်မှာကချင်ပြည်နယ်ကဝါပုံရွာမှာရွာသားဝချစ်ခံကတိုက်ခွဲကြောင်းမှာလက်ညက်နေတဲ့ငေါင်းတစ်ကောင်ကိုဖမ်းဆီးရယူခဲ့မှုပါတယ်။ဆယ်လော်ရွာရဲစခန်းမှာတညာထားပြီးနောက်နေ့မှာတော့တိစုံသွားရလို့လဲဆိုပါတယ်။သူတို့ကိုရင်မအောင်မမြှုပ်လို့မရပါဘူး။အုပ်စုဖွဲ့နေထိုင်တက်ပြီးတော့အကြီးဆုံးကောင်ကလူဆန်နေသားရွယ်လောက်ရှိပါတယ်။ငေါင်းငေါင်းလို့အော်ဒါလို့ငေါင်းလို့ခေါ်ခြင်းပဲဖြစ်ပါတယ်။ ရှင်းခါကဒေါနာတောင်တန်းတွေမှာအများပြားတွေ့ရတဲ့ပြီးယခုအခါမှာတော့မရှိတဲ့လောက်ကိုရှားသွားပြီပဲဖြစ်ပါတယ်။သူတို့ရဲ့အယိုးကိုစေတံလုပ်ပြီးတောင်းရင်အယိုးတွေခိုင်းတယ်လို့ရှင်းသူကြီးတွေကပြောလို့ရှိပါတယ်။မောင်းဆိုတဲ့တရဝါကနာနာဘဝလည်းမဟုတ်သူငှက်လည်းမဟုတ်ပါဘူး။လက်နဲ့ခေါင်းပေါ်ပါဝင်ပြီးထူးဆန်းတဲ့တရဝါစံတစ်မျိုးဖြစ်ပါတယ်။အခုအခါမှာတော့မျိုးတော်ရှားပါသွားပြီလို့လည်းပြောလို့ရပြီဖြစ်ပါတယ်။